အောင်မြင်တာပေါ့ဗျာဒီနေ့မြောက်ပေးတဲ့မဲ့အကြောင်းအရတော့ဒီမှာငင်းချင်ရင်းနဲ့ပတ်သက်တယ်ပေါ့လေအကြောင်းအရဖြစ်တယ်ကျွန်တော်25လုံးငင်းချင်ရင်းအခင်းကျင်တယ်ဒါရုပ်ောက်ပွဲအလားလား30ဆွေးနွေးပွဲဖြစ်တယ်ဒါ Peace Forum 2025ကိုဒီလာမယ့်ဆွမ်းနဲ့25ရက်ရနေ28ရက်နေ့အထိဒါ3ရက်ကြာဒါဆွေးနွေးပွဲတရအခုလောက်သွားမှနဲ့ပတ်သက်ပြီးတော့ပေါ့လေဒါကျွန်တော်ရဲ့အမြင်ကိုဒါမျှဝေသွားမှဖြစ်ပါတယ် ဆိုတော့ဒီစနုပ်မတိုင်ခင်ကမြို့သားစီးလုံးညင်းနေတယ်။ဒါညင်းရဲ့ပို့ဆောင်မှုညင်းရဲ့ကုမ္ပဏီဒါ NSPNC ကဥဆောင်ပြီးတော့ Pistock 2025ပဲ။ဒါညင်းချမ်းရေးစကားဝိုင်းဒါ2025ဆိုတဲ့ပေါင်းစင်နဲ့ဒါ၃ရက်ကြာတဲ့တွေ့ဆုံဆွေးနွေးပွဲတစ်ရက်ဒါပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီစနုပ်မှာတော့ဒီခေါင်းဆောင်ခွင့်တစ်ခုပေါ့လေဒါအဖွဲ့နှစ်ဖွဲ့ပြီးတော့ဒါဆွေးနွေးခဲ့ကြတာဖြစ်တယ်။ဆိုပြီးပထမအဖွဲ့အနေနဲ့ဒီနိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍကိုဒါဥတည်ဆွေးနွေးခဲ့ကြပြီးတော့ဆိုဒုတိယအဖွဲ့အနေနဲ့ကတော့ဒီစီးပွားရေးနဲ့ပေါ့လေဒါနိုင်ငံလုံခြုံရေးတိုက်ရိုက်ကဏ္ဍကိုဥတည်ပြီးတော့ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ဆိုဒီစနစ်ကိုအပြီးမှာဒါအချင်းတို့အတွင်းပေါ့လေဒါဆောင်ရွက်ရမယ်ဒါအကျံပြုရ12ချက်နဲ့ကာလရှည်အတွက်ပေါ့လေဒါအစီအစဉ်ချက်မှတ်ပြီးတော့ဒါဆောင်ရွက်တဲ့အချက်တွေပြည့်ပြည့်ပြည့်ရှိဖြစ်ပါတယ်။ဆိုအဲ့ဒီသဘောတူညီချက်တွေတရားမှာဒါအချင်းတို့အတွင်းဆောင်ရွက်ရမယ်ဒါအကျံပြုရ12ချက်ကိုဒါသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ညီညာရေးဆောင်ရွက်နေတဲ့ပေါ့လေဒါ institution တွေအပြန်ပြီးအသက်ဝင်ရေးတွေညီညာရေးလုပ်ငန်းစဉ်တွေမှာဒီအပြတ်အဖွဲ့စည်းတွေပါဝင် ဘူးနဲ့နိုင်ငံရေးပုံညွှန်ချက်တွေကိုဒါလက်တွေ့အပြင်မှာရကောင်တဲ့ပုံနိုင်ရေးအပြင်လက်ရှိနိုင်ငံရေးအကြံပေးတွေကိုဒါဖြည့်ချင်းဆောင်ရွက်နိုင်ရေးဖြစ်တဲ့ဒါရွေးကောက်ပွဲမှာဒါလိုအပ်တာတွေဖြည့်ချင်းဆောင်ရွက်ပြီးဖို့ပေါ့လေအဆွေးနွေးညှိနှိုင်းနိုင်ခဲ့တာပေါ့လေဒါတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒါအပြင်ဒီလက်ရှိအောင်ရှိွယ်အစီအစဉ်ချမှတ်ဆောင်ရွက်မဲ့ဒီအချက်တွေကိုဒါတုံ့ပြန်ကြည့်မဲ့ဆိုလို့ရှိရင်ဒီလက်တွေပေါ်ပေါက်လာတဲ့အခါဒီအခြေခံဥပဒေပြင်ဆင်ရေးဒါဆွေးနွေးနိုင်ရေးတွေအားလုံးဟိုရေးနေဆက်တဲ့တာပေါ့လေဒါပုံပြတော့တဲ့လုပ်ငန်းတွေအပြင် ဒီနိုင်ငံကနဲ့ဒါဒီပညာကဏ္ဍတော့ပါဒါဆိုရင်နိုင်ငံရဲ့အတွက်ကြောင့်မဟုတ်ဘူးဒါဒီပြီးခဲ့တဲ့ match လတော့ဒါ peace talk ဆိုနေပွဲရာဒီနိုင်ငံရုံးနဲ့ပွဲတပီးစလူထုအတွက်အကျိုးစီးပွားတည်းရဒါဖြစ်ထွန်းခဲ့တဲ့ဒါဆွေးနွေးပွဲဖြစ်တယ်လို့ဒါပြောရမှာဖြစ်ပါတယ်အဲ့ဒါပြင်ဒါအခုဒီဇွန်လ25ရက်နေ့စပြီးတော့ပေါ့လေဒါကျင်းပမယ်ပုံစံပါပေါ့။အငင်းငယ်ရတာအခင်းကျင်းတယ်။ဒါဒီရုပ်ောက်ပွဲအလားလားသုံးသက်ဆွေးနွေးပွဲ Peace Program ဒါ2025မှာဒါဆွေးနွေးမယ်ဒါအကြောင်းအရာကိုဒါကြည့်မယ်ဆိုရင်ဒါရုပ်ောက်ပွဲကိုဒါအောင်မြင်စွာကျင်းပနိုင်ဖို့ ။ဒါရုပ်ကောက်ဝဲရင်တစင်ပေါ်လေ။ဒါညင်ချင်းရေးတရက်ဒါပူဆောင်နိုင်ဖို့။ဒါဒီလူမှုစီးပွားပြဿနာတွေကိုဒါဖြေရှင်းနိုင်ဖို့နဲ့ဒါဒီမိုကရေစီနဲ့ဖယ်ရယ်ကိုအခြေခံတယ်။ဒါပြည်ထောင်စုတရက်ကနေပေါ့လေ။ဒီနိုင်ငံကဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒါဒီပထဝီနိုင်ငံရေးရှုထောင့်ကနေဒါဆောင်ရွက်နိုင်တဲ့ဒါမဟာဗျူဟာတွေဆွေးနွေးဖို့လို့ဆိုရပေါ့လေ။ဒါအချက်တွေဖြစ်ပါတယ်။အဲ့တော့ ဒီဆိုနီမန်ဂျာတွေကိုဒါကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနိုင်ငံနဲ့ပြည်သူတို့အကျိုးစီးပွားတက်ပေါ်ဒါအကျိုးရှိစေမယ့်အရာတွေဖြစ်ပါတယ်။ဆိုတော့ဒီပြောရမယ်ဆိုရင်ဒါဒီညီညာတဲ့ဒီမိုကရေစီဒါဖက်ဒရယ်နိုင်ငံတရားပေါ်ရဒါဒီဆောက်ရေးဆိုတာဒီ short in ဆိုပြီးတော့ဒီဆောက်လို့ရတဲ့အရာမဟုတ်ဘူး။ဆိုတော့ဒီလုပ်ငန်းစဉ်တွေဟာဒီဖြစ်ဖြစ်နဲ့ဒါရရှိပြောင်းလဲ ဆိုတော့ဒီလိုဖြစ်စင်တွေဒါပြောင်းလဲယူဖို့ဆိုရင်ဒါဒီလောက်ဆောင်ချက်တွေအပွင့်လင်းမြင်သာဖို့ဒါပြောင်းနိုင်လို့ညီဖို့ဒီအပြန်အလှန်လေးစားဖို့နဲ့ဒီအားလုံးပိုင်ဝင်ဖို့ဒါအခင်းချင်းဒါဖန်တီးနိုင်ဖို့အပြင်ရေရှည်ဆက်ဆံရေးတွေပြောင်းနိုင်ဖို့လိုအပ်ပါတယ်ဆိုတော့ဒါတွေကိုလုပ်ဖို့ဆိုလို့ရှိရင်တော့ဒီစစ်ဆင်မှုပြတ်ဖို့ဒါထိတွေ့နိုင်တဲ့အဲဆွေးနွေးပွဲတွေဒါကျင်းပပြုဝဲလိုအပ်ပါတယ်ဆိုတော့ဒါကြောင့်လည်းဒါ Peace Talk Face Forum ဆိုတာဆွေးနွေးပွဲတွေဒါကျင်းပနေတဲ့ဖြစ်တော်တွေဒါကျွန်တော်လည်းမြင်မိတယ် ဲ့တော့ဒီအချုပ်အနေနဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီဒီဆွနုပွဲရနေတာဒီနိုင်ငံနဲ့ပြည်သူအတွက်ဒါအပြုသဘောဆောင်တဲ့အရာတွေဖြစ်ပြီးတော့ဒီလက်တွေ့အကောင့်ထဲပေါ်လာနိုင်မယ်ဆိုလို့ရှိရင်ဒါပြည်သူတွေလိုချင်တဲ့တင်းကြင်းကြီးနဲ့ဒါပုံပြတို့တဲ့ရဲ့အတွက်ဒီလမ်းစာတစ်ခုဒါဖြစ်လာနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့ကသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်